အားလုံးပဲမိင်္ဂလာပါရှင်။ညီငယ်မောင်ငယ်ညီမငယ်များကျွဲ့ဒီနေ့မျှဝေပေးပါမယ်အကြောင်းအရာလေးကတော့ coffee ဆိုင်ဒီမှာတောင်းတဲ့ပစ္စည်းတချို့ကိုပြောပြပေးပါမှာဖြစ်ပါတယ်နော်။ coffee ဆိုင်မှာတောင်းတာကအများသောအားဖြင့် note ရှိမယ်နော်။ note ကိုဘယ်လိုခေါ်လဲဆိုတော့ nom no nom တကြားရှိမယ်တကြားကို nam tan တကြားကို nam tan coffee mo ကိုဘယ်လိုခေါ်လဲဆိုတော့ cafe coffee ကို cafe over tin ကို owen tin โอวันจีนช็อกโกแลตกูจารอโกโก้โกโก้อะม่องเหลวบลูเบอร์รี่สุดละผง ผงอุปมากาแฟม่องสวยผงกาแฟอารมณ์ยังเนาะแล้วพี่อยู่ว่าจารอชาแล้วพี่อยู่ว่าจารอชา ชูจูลี่สวยหวานหวานชูจูลี่โอหวานหวานอ่ะชูเน้นเน่นเลยว่าจารอหวานน้อย หวานน้อย မချိုးဘူးဆိုလို့ရှိရင်မိဝမ်မိဝမ်ပူတာဝကကြတော့ long ပူတာဝ long အေးတာဝကကြတော့ yin အေးတာဝကကြတော့ yin ဥပမာ coffee ပူဆိုရင် cafe ron coffee အေးဆိုရင် cafe yin အဲ့လိုမျိုးလေးပါနော်အားလုံးပဲလိုက်မှတ်ကြည့်ပါကျေးဇူးတင်ပါတယ်